ပထမတော့ကျွန်တော်တို့ဒီအမုံစကားတွေမျိုးပြန်နှံ့မှုတွေလာရည်လာရည်ဝိတ္တာလက္ခဏာတွေကိုရှင်းပြခဲ့တယ်။အဲဒုတိယအဲတစ်ခုတစ်ဖြတ်အနေနဲ့ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီအမုံစကားတွေနဲ့တည်တူတည်မာတွေဘလို့ပြန်နှံ့နေလဲဘလို့ရောရှင်းနေလို့ပြီးတော့ဆိုရှယ်မီဒီယာခန်းကဏ္ဍကိုဘလောက်ရေးပါတယ်ပေါ့နော်။ဆိုတော့အာကျွန်တော်တို့ဒီနောက်တစ်ပိုက်အနေနဲ့ကြာတော့ဒီ အမုံစကားတွေကိုပြန်နေနေဒီလူခွဲစီမှာပြန်နေနေအမုံစကားတွေကိုကျွန်တော်တို့ပြန်တို့တိုက်ဖြတ်ကြမယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ပထမဆုံးမိချင်တဲ့မိကိုရရပေါ့နော်ဒီမြန်မာနိုင်ငံမှာလူမျိုးရေးဘာသာရေးအမုံစကားတွေရောရှားဖို့အတွက်ပေါ့နော်ဆိုတော့ပညာရေးကဘယ်လိုခန်းကဏ္ဍနေပါဝင်လို့ရတယ်ပေါ့နော်ပညာရေးကနေတစင်ကျွန်တော်တို့ဘာတွေလှုပ်ဆောင်လို့ရမလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကိုယ်နိုင်ငံအဲဆွေးနွေးပြပါဦးလို့ဟုတ်အာပညာရေးကပြောရမယ်ဆိုရင်တော့ဒီအရေးကြီးဆုံးခန်းကဏ္ဍတွေမှာတစ်ခုအပောင်ဝင်ဖြစ်တယ်ပေါ့နော် ကျွန်တော်တို့ဒီဆယ်စုနှစ်တည်းအများကြီးကြောင်းမဟာပမာဝါဒတွေဒီဗုဒ္ဓဘာသာကိုပိုးပြတဲ့သင်ကြားရေးတွေကစတင်ကြောင်းတွေအနေစခဲ့တာပေါ့နော် ပြီးတော့ဒါတွေပြင်ဒီမြမသမိုင်းအတွင်းနှစ်ဆိုရက်စာအုပ်တွေမှာဆိုရင်လည်းကျွန်တော်တို့အင်းကြီးထိုင်းနိုင်ငံကိုလူမျိုးရေးရမုန်တီးစေဖို့ရွေချက်ရှိရှိသင်ကြားရေးတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့ဒီလိုသိခဲ့တဲ့အသည့်တွေကိုကြောင်းမြန်လန်ဖြစ်ဖို့ဆိုရင်ပညာရေးကဏ္ဍကမရှိမဖြစ်အရေးကြီးရပေါ့ကျွန်တော်တို့အကြောင်းတွေမှာဒီလိုငယ်စဉ်ကတည်းကမတူညီတဲ့ယဉ်ကျေးမှုတွေဘာသာရေးနဲ့ဖြစ်တည်မှုတွေအကြောင်းကို အဲ့လိုတံမိုးထားတတ်ဖို့ခွဲခြားဆက်ဆံနိုင်မပြုလုပ်ကြဖို့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်ပေါ့ဒါတွေကိုဒီပြီးခဲ့တဲ့ရသား NLD အစိုးရလက်ထက်မှာပညာရေးစနစ်ပြောင်းလဲဖို့လှုပ်ဆောင်နေနေရာမှာထည့်သွင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပဲထုံးစံအတိုင်းဒီအမျိုးသားရင်အားစုတွေကမြန်မာရင်ကျင်းမှု delay ထုံးတမ်းတွေကိုဖျက်ဆီးနေရဆိုပြီးတော့ဝေဖန်ပြောဆိုခဲ့ကြရတယ်ရှိခဲ့တယ်ပေါ့ဟုတ်ဆိုစနစ်တစ်ခုမှဟိုစပြီးတော့အသက်သင်ဖို့ဆိုတော့ရှင်တော့ဒါကျွန်တော်ပညာရေးကဏ္ဍအများကြီးအဲအများကြီးကိုကျွန်တော် ြင်ဆင်ရမယ့်ကဏ္ဍတွေရှိနေတယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့မျိုးချစ်တေးလို့ခေါ်တဲ့အင်အားစုတွေရဲ့အဲဟိုပြောလို့ပြရမလဲတားဆီးမှုတွေလည်းကျွန်တော်တို့အရင်ကတော့ကြုံခဲ့ရတယ်ပေါ့နော်ဒီပညာရေးဆင်းရဲတခုဒါပေမဲ့ဘယ်လိုပဲပြောဒါအမုန်းစကားတွေကဒီပညာရေးဆင်းရဲနဲ့ဆက်နွယ်နေလို့ဆိုတာတော့ဒါကျွန်တော်တို့ဟိုပညာရှင်တွေနဲ့ထောက်ပြသလိုဟိုတာမန်ပြည်သူတွေဟိုဆိုလဲနားလေကြားရပေါ့နော်ဆိုတော့ နောက်တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအမုန်းစကားကိုအာရှင်းချဖို့အတွက်ပေါ့နော်ဒီ20ရာစုနောက်ပိုင်း20ရာစုဒီရဲ့ဟိုဒီကဘာကြီးမှာရော ဒီလိုမျိုးနိုင်ငံတွေမှာကျွန်တော်တို့စူးစမ်းခဲ့ကြတယ်ပေါ့เนาะဆိုအဲ့ဒီမှာဆိုလို့ရှိရင်ဒီကဘာမြန်မာနိုင်ငံမှာဒါမို့လို့ရှိရင်ကဘာပေါ်မှာပေါ့เนาะအမုန်းစကားရောချဖို့အတွက်လှုပ်ဆောင်နေတဲ့ဒီလှုပ်ရှားမှုတွေ campaign တွေအအများကြီးရှိနေပေါ့เนาะဆိုအဲ့ဒီတွေမှာမအောင်မင်းဆိုထီအောင်ဆိုဒီလှုပ်ဆောင်ချက်လှုပ်ရှားမှုတွေကဖိုင်ဖြစ်မနေပေါ့เนาะဒီမြန်မာနိုင်ငံတွင်ကလှုပ်ရှားမှုအနေနဲ့ဆိုရင်တော့ 2015ခုနှစ်ဝင်ကြီးအရလုပ်ခဲ့တဲ့ဒီပန်းစကားလှူရှာမှုပေါ့နော်အဓိကကတော့ social media ပေါ်မှာအမုန်းစကားတွေမပြောကြဘူးလှူရှာကြတာရှိတယ်။ပြီးတော့ဒါအပြင်ဒီ2019ဝင်ကြီးမှာဆိုရင်လည်းနှင်းစီဖြူလှူရှာမှုဆိုတာရှိခဲ့တယ်ပေါ့။ဒီလှူရှာမှုမှာတော့ဒီ online ပေါ်ကရောမြေပြင်ပေါ်မှာရောပူးပေါင်းလှူရှာကြတယ်။ဒီ2019ကာလဝင်ကြီးမှာဆိုရင် Muslim Monday လှူရှာမှုတွေကို အမျိုးသားရေးအင်အားစုတွေကဒီ social media မှာတွေမဟုတ်ဘဲနဲ့မြေပြင်မှာအထိပါလှုပ်ရှားကြကြရရှိရပေါ့ဒီလိုမုံတရားအခြေခံနဲ့အကြမ်းဖက်မှုတွေကိုကာကွယ်တားဆီးဖို့အတွက်ဆိုရင်အရက်ပတ်တက်ကြလှုပ်ရှားသူတွေနဲ့လူထုကပူးပေါင်းပြီးတော့ဒီလူနည်းစုဘာသာဝင်တွေကိုစိတ်သက်ခွန်အားမျှဝေလာနဲ့ထောက်ခံကြောင်းပြသတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဒါတွေကဒီလူလူကြာမှာအမှန်တကယ်ပဲထိရောက်မှုရှိခဲ့ပြီးတော့လူစိတ်ဝင်စားမှုလည်းမြင့်တက်ခဲ့တယ်။ပြီးတော့ဒါနဲ့အတူကဘာမှလည်းအမုန်းစကားဆန့်ကျင်ဆိုင်ရာလှုပ်ရှားမှုတွေအများကြီးရှိခဲ့တယ်ပေါ့။ဒီအားလုံးလည်းသိကြမှာပါဒီ Black Lives Matter လို့မျိုးဒီလှုပ်ရှားမှုမှာဆိုရင်လူမျိုးရေးနဲ့အသားအရခွဲခြားမှုနဲ့ပတ်သက်ပြီးတော့အစိုးရကိုအရေးဆိုလုံဆော်တာမျိုးတွေပြီးတော့ဒီ Left as No Label ဆိုတဲ့လှုပ်ရှားမှုမှာဆိုရင်လည်းဒီ Lane Ball အခြေမပြုတဲ့ချစ်ချင်းတရားတွေတိစောက်ကြဖို့နဲ့မတူညီတဲ့ဖြစ်တည်မှုတွေကိုလေးစားတက်မှုထားကြဖို့ဆိုတဲ့လုံဆော်ကြတဲ့လှုပ်ရှားမှုတွေလည်းဖြစ်တယ်ပေါ့နော်အဲဒါတွေပြင်တခြားတခြားသော ဒီအရေးဆိုလုံးဆောင်မှုတွေအားလည်းအများကြီးရှိနေသေးတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတခုမြင်တာကကဘာမှာပဲဖြစ်ဖြစ်ဒီမြန်မာမှာပဲဖြစ်ဖြစ်ဒီလှုပ်ရှားမှုတွေကမြေပြင်လက်တွေ့ဘဝတွေမှာတက်ရောက်နေတဲ့အမုန်းတရားတွေကိုခြေဖြတ်ဖို့အတွက်လိုအပ်နေပြီဆိုတော့အတိအကျနေတစ်ဆင့်လှုပ်ရှားလာကြတာကဒါအထင်ရှားပဲပေါ့နော်ဆိုတော့ဟုတ်ပေါ့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ပြီးကောင်းလို့ကမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီလှုပ်ရှားမှုကြီးရာနဲ့တကယ်လူဖွဲ့စည်းမှာတော့ဒီမုံရိုက်ဖြစ်နေပြီးငါတို့အဲတုံ့ပြန်မှုတို့ဟုတ်ဘူးတော့လုတ်တိတ်ပြီဆိုလဲဒါ အတိတိမှုပေါ့နော်တိမှုပြတာအနေမျိုးဒါကျွန်တော်တို့ကြီးအဲလုတ်ခဲ့ကြရဲအောင်မြင်မှုတွေလည်းရှိခဲ့ကြရဲပေါ့နော်အာ for example ဆိုရင်ဒီကျွန်တော်တို့ဆန္ဒကိုပြောပြခဲ့တဲ့ဒီ black life matter လိုမျိုးဆိုရင်လည်းဒါကမ္ဘာနဲ့ဘဝပြန့်နှံ့ခဲ့ရဲပေါ့နော်ဆိုမြန်မာနိုင်ငံမှာလည်းဒီလိုလှုပ်ရှားမှုတွေကျွန်တော်တို့ရှားတမိုင်းနေရှိခဲ့တယ်ပေါ့နော်လှုပ်ရှားမှုဖြစ်စဉ်တွေရှိခဲ့တယ်ပေါ့အာဆိုတော့နောက်ထပ်မေးရှင်တဲ့မေးပုံတစင်သွားရှင်တဲ့မေးပုံလေးကတော့ကျွန်တော်တို့ဒီပုံမှုကောင်းမွန်တဲ့လူတွေဘာသာရေးဆိုင်ရာပေါ့ ဒီအပြန်အလှန်ယုံကြည်နေကြမှုရှိတဲ့ dialog တွေတိစောက်နေမှုအထပ်ပေါ့နော်လက်တွေ့ကြတဲ့နည်းလမ်းတွေကဘာဖြစ်နေလဲပေါ့အဲစစောနောကတော့ဒါကျွန်တော်တို့ဒီအမုန်းစရာတွေကိုအတိပညာပေးဖို့အတွက် campaign တွေလုပ်ခဲ့တယ်ဆိုအဲဒီကနေစကျွန်တော်တို့ dialog တွေပွားမယ်တကယ်အအချင်းချင်းကြားမှာဆိုရင်ပုံပြီးတော့ဒီစနတ်တော်တော်ပေါ့နော်လက်တွေ့ကြတဲ့အကြောင်းခုံလေးတွေကနည်းလမ်းတွေကဘာဖြစ်နေလဲကိုမျိုးပေါ့နော်ဒီအဓိကပြောရမယ်ဆိုရင်တော့ ဒီလူမျိုးရေးဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအပြန်အလှန်ယုံကြည်လေးစားမှုရှိတဲ့ dialogue တွေကိုတည်ဆောက်ဖို့အတွက်ဆိုရင်တော့အဲဒီလက်တွေ့ကြရင်လည်းနေရာတော့ဒီ dialogue တွေမှာပါဝင်မဲ့သူတွေနဲ့ဥဆောင်တဲ့သူတွေကိုယ်တိုင်ကမုန်းစကားနဲ့ပတ်သက်ပြီးတော့အစွဲမြင်နေတစ်ဖက်သက်ပတ်လိုက်မှုတွေပြီးတော့စံနှုန်းနှစ်ခွာဖြစ်မှုတွေမရှိနေဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအားလုံးပါဝင်နိုင်တဲ့ခင်ကျင်းတဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့စကားဝိုင်းတွေဆွေးနွေးပွဲတွေဖြစ်ဖို့လည်းလိုအပ်တယ်။အဲမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီဒေါန်ဆန်းစုကြည်ရဲ့အမျိုးသမီးဖြစ်တယ်မျိုးကိုတိုက်ခိုက်ခံရပြီဆိုရင်ဒါကိုအမုန်းစကားလို့သတ်မှတ်ပြီးတော့ဒီဒေါ်သက်သက်ခံရဲ့ဖြစ်တယ်မျိုးကိုတိုက်ခိုက်တဲ့အချိန်မှာကျတော့မသိချင်အောင်ဆောင်နေတဲ့လူမှုအတိုင်းဝန်ထဲမှာပဲပြိမိနေမှာဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကဒီအမုံပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုတကယ်ဆွေးနွေးရမယ်ဆွေးနွေးမဲ့သူတွေစကားပြောမဲ့သူတွေကိုယ်ငိုင်းကောက်ဟာ ဒါပုဂ္ဂိုလ်တူတစုံတစ်ခုပေါ်မှာအာဆွဲနှံ့မှုဆွဲမရှိပေနေပေါ့နော်ဒီဝါရကိုတကယ်ယုံကြည်တဲ့သူဖြစ်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ပြန်ပြီးကောင်းမြောက်ချက်ချလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်အာကျေးဇူးတင်ပါတယ်ကျွန်တော်ဒီတစ်ပတ်အပိုင်းလေးကိုဒီမှာခဏချက်ထားပါမယ် Speed Matter ရဲ့ပြည့်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ